မြန်မာနိုင်ငံမှာခင်ဗျာဒီနေ့စစ်တရရနေဖို့ West using nuclear talks to exert dominance company company Iran ရဲ့ထိတ်တန့်ကောင်းဆောင်ကအနောက်ယူရပကကျွန်တော်တို့ဒီ nuclear နဲ့ချိန်ချောက်ချင်းလွှမ်းမိုးခြင်းသာဖြစ်တယ်ပေါ့ West using nuclear nuclear အသုံးပြုနေတာအနောက်နိုင်ငံတွေ talks ဆွေးနေတာက to exert ဆိုတာ dominance အထုပ်ကိုလွှမ်းမိုးမှုအထုပ်တာတသက်ဖြစ်တယ်ကျွန်တော်တို့နိုင်ငံတွေကိုလွှမ်းမိုးမှုလိုချင်တာဖြစ်တဲ့ company ကပြောတာ Iran's supreme leader has rebuffed ပြန်ပြီးတော့ တုတ်ပြန်တယ်ညင်းပယ်လိုက်တယ် Donald Trump's threat သူရဲ့ချိန်ချောင်းမှု to use force ပေါ့အနျူကလီးယားနဲ့ပြုလုပ်မယ်စီတိုက်ခိုက်မယ်ခင်ဗျားတို့ညှိနှိုင်းမှုမလုပ်ရင်တိုက်ခိုက်မယ်ဆိုတဲ့ဟာကိုအီရန်ကကိစ္စမရှိဘူးဆိုပြီးတော့ညင်းပယ်လိုက်တယ်အဲဒီကိစ္စပတ်သက်ပြီးတော့စစ်တွေဖြစ်လာနိုင်တယ်ပေါ့ကိစ္စပတ်သက်ပြီးတော့ Israel could strike Israel နိုင်ငံအနေနဲ့အဒီ Iran nuclear facilities in 2025ဆိုမီဒီယာချို့ကဖော်ပြဆိုပြောပြတာဖြစ်တယ်ပေါ့နော် c u l t strike ဆိုတာဖြစ်နိုင်နေရှိတယ်တိုက်ခတ်နိုင်နေရှိတယ် nuclear iranian nuclear facility ဆိုတဲ့အခြေခံအဆောက်အုံတွေကိုတိုက်ခိုက်ဖို့ရှိတယ်2015ဆိုတဲ့ခံမှန်းတာကဒီထောက်လိုင်းသတင်းခံမှန်းတာ3လလောက်လာမယ့်3လလောက်အတွင်းတော့ခံမှန်းနေတာတွေ့ရတယ်ပေါ့နော်ဘာဖြစ်လာအောင်လဲဆိုတာမသိသေးဘူး in its recent uh, focus ဆိုတာခံမှန်းမှုမကြသေးခင်ခံမှန်းချက်မှာတဲ့ US intelligence allegedly predicted to our guy the US so on ဆိုတော့ဒီ allegedly ဆိုတာကအဆိုရပါ US intelligence ထောက်လိုက်တဲ့တဲ့အဆိုရ predict commander search and attack ဒီလို attack တိုက်ခိုက်မှုမျိုး could take place ဖြစ်နိုင်တယ် within the first 6 month အတွင်းဖြစ်နိုင်တယ်အဲတချို့က3လလို့ပြောတယ်ဒီမှာ6လလို့လည်းပြောတာပေါ့နော်အဲ့တော့အဲ့ဒီဖြစ်ရင်မိုင်းဆက်ဖြစ်လာအောင်လဲဆိုတာကတော့အာတဲ့နဲ့ပတ်သက်ပြီးတော့ဆက်ဆက်နားထောင်နေသူတွေတည်ပါမယ်နိုင်ငံစီးပွားရေးအခြေအနေမြင်လာမယ်စနေနဲ့ပစ္စည်းထုတ်လုပ်ရေးအခြေအနေအကောင့်လာမယ်တချို့အဆင်ပြေမယ်အများစုကတော့ဒုက္ခရောက်တယ်ပေါ့ ဆက်လက်မှာပဲဒီကာတာနိုင်ငံကနေပြီးတော့ demand swiss ray become non nuclear state ပေါ့ဒီကာတာက israel ကိုဒီ nuclear နိုင်ငံမဖြစ်ဖို့ demand ဆိုတာတောင်းဆိုလိုက်တာ ਨੇ တွေ့ရပါဘောနော်အာပြောချင်တာကဒီ israel မှာ nuclear လက်နက်တွေဟာရှိနေပြီရာကနန်လောက်ရှိနေပြီဆိုတာကိုအာဖော်ပြကြတယ်ပေါ့အဲ့တော့ iran မှာ nuclear ရှိမရှိတော့မပြောနိုင်ဘူးပေါ့နော်ဘယ်လိုစစ်ပုံးမျိုးဖြစ်လာနိုင်ဦးမလဲဆိုတာတော့မပြောနိုင်ဘူးပေါ့ အနောက်တစ်ခုကကျတော့ဒီသတင်းမှာဒီ March လခုရနေ့မှာ Iran, Russia, China to hold joint military exercises ဆိုတဲ့နေရာမှာဒီစီပူပေါင်းဆောင်ရွက်တာပေါ့လေ့ကျင့်ခန်းတွေပူပေါင်းဆောင်ရွက်တာကိုတွေ့ရတဲ့၃နိုင်ငံက Iran, Russia, China အဲ့ဒီစာသားမှာ Iran, Russia, China to hold joint military exercise ဆိုတော့ဒီ 2+1 ကအခြေအ China ကိုအထူးပြုတယ် preposition နဲ့ adjective phrase ဖြစ်တယ်ဆိုတော့ joint ပူးပေါင်းဆောင်ရွက်တဲ့ပူးပေါင်းစေ့လေ့ကျင့်တဲ့နိုင်ငံသုံးနိုင်ငံဆိုပြီးခေါင်းစဉ်ဖော်ပြချက်ဖြစ်တယ်ပေါ့ the main verb ရှိတဲ့စမ်းတဲ့မျိုးဒီစကားစုတစ်ခုဖြစ်တယ်ပေါ့နော် thank you guys see you game အော်ဒီစာထဲမှာပဲ zelensky took billions in us catch ball like candy from a baby ပေါ့ ဟိုကလေးတယောက်စီကတရားလုံးယူသလိုပဲဇလန်စကီကတဲ့ဘီလီယံပေါင်းများစွာကို US နိုင်ငံနေပြီးတော့ငွေသားဖြစ်ယူသွားပါတယ်တဲ့ဒါလေးပြောတာရှိပေါ့နော်ဒါက match လာစီရင်နေပါ Donald Trump blast of Donald Trump နေနဲ့သူခံပြနိုင်ဖြစ်တယ်ပေါက်ကွဲတယ်ပေါ့ SC Livers စစ်တက်လိုက်ရယ် Ukrainian president and the Lucianno က ungrateful ဆိုတဲ့ဟာပြီးစစ်တက်လိုက် ungrateful ဆိုတာကကျေးဇူးမတည်တဲ့ he is ungrateful ပေါ့ကျေးဇူးမတည်တဲ့လူဆိုပြီးပြောရပေါ့နော် အဲဒီ slice screen ပတ်သက်ပြီးတော့ the best seller လို့လည်းတင်လာပြီးတော့ ironically ပေါ့ ironically ဆိုတာရွေးပြီးပြောတဲ့ကမ္ဘာမှာအတော်ဆုံးအယောင်သမားက slice screen ဖြစ်တယ် American လာပြီးွားလို့ဆိုရင် Turkey လေးပြောပြီးတော့စကားလေးတွေနဲ့ရောင်းသွားတယ်ပြီးဒီဘက်ကငွေသားတွေအများကြီးပေးလိုက်ရတယ်ဒီတစ်ခေါက်မှလည်းဒါသူပြောသွားတာတော့ candy from the baby တဲ့အဲကလေးစီကတနည်းပြောရင် Biden ဖိုးကြီးကကလေးလေးလို့ပြောတာပေါ့တခြားလုံးယူသွားတယ်ဆိုတာပုံစံမျိုးပြောလိုက်တာလည်းတွေ့ရတာပေါ့နော် အဲ့လေပေါ့ဒါပါပဲခင်ဗျာကျွန်တော်ဒီတစ်ခေါက်ကခတိုင်းဆို3မိနစ်ပဲအခုတော့5မိနစ်လောက်ဖြစ်4မိနစ်ကျော်လာပြီပေါ့နော် See you again mark